Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့နီးပြဖြစ်တဲ့ Ruben Amorim အနေနဲ့ကျွန်တော်ဒီယာဒီမှာ အကြီးမားဆုံး manager တစ်ခုရှိတယ်ပေါ့နော်အဒါကိုကျွန်တော်အနေနဲ့လက်ရှိဒါ international break တီအပီထပ်ပြီးတော့ကစားမဲ့ပွဲစဉ်တွေမှာကျွန်တော်ပြင်ဆင်နိုင်မလားပေါ့ဒါကကျွန်တော်တို့အတွက်တော်တော်ကိုစိတ်ပူစရာကောင်းတဲ့အခြေအနေတစ်ရပ်ပါကျွန်တော်လက်ရှိမှာဆိုလို့ရှိရင် အယူနိုက်တက်ကဒီယာဒီစားတဲ့အချိန်မှာဘလူးမန်ကိုကြည်နေစရာကောင်းတဲ့ပုံစံမျိုးတွေပြနိုင်ခြင်းရှိမနေသေးဘူးပေါ့နော်မတည်ငင်တဲ့ပုံစံတွေအများကြီးပြထားတယ်ပြီးခဲ့တဲ့တစ်ခေါက် international break အပြီးမှပြန်ကစားတဲ့ပွဲတွေမှာပဲအဆင်ပြေတယ်လို့ကျွန်တော်ဖြစ်လာတာပေါ့ဒါပေမဲ့လို့ United ကလက်ရှိ Premier League ပွဲတင်7ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်မှနိုင်ပွဲ9ပွဲတရီပွဲပေါ့နော်ကျွန်တော်ဒါအဲတည်ပွဲကျွန်တော်ဘယ်နှပွဲရှိမလဲတည်ပွဲတည်ပွဲ၃ပွဲ၆ပွဲ၃ပွဲဆိုတဲ့ပုံစံမျိုးကျွန်တော်ပေါ့နော်တွေ့ထားတယ် ဆိုတော့ဒါဟာဘလူးမန့်အချီညီကောင်းတစ်ခုမဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ United အနေနဲ့ဘောနောကျွန်တော်တို့ဒါဒီချက်ပို့ပြီးတော့ကောင်းတဲ့ performance တွေကျွန်တော်တို့ဒါပြသနေပြီဆိုတော့အဲ့ဒီတည်းမှာဆိုလို့ရှိရင် United ကကျွန်တော်တို့ရဲ့အချက်ကြည့်ကြည့်အောင်ဗောနောဆက်ပွဲကစားပြီးတဲ့အနေထားမှာဆိုလို့ရှိရင်ကိုရီးယားခုနကပြောသလိုပဲတိုက်စစ်မှာဆိုလို့ရှိရင်19ကိုခံစစ်မှာ18ကိုပြီးထားရတယ်။ဆိုတော့9ဘွဲနိုင်ပေါ့နော်3ဘွဲတည်3ဘွဲရှုံးဆိုတဲ့ရလက်မျိုးကျွန်တော်တွေ့ထားတယ်။ဒီနေ့ကမှကျွန်တော်တို့အရင်စိတ်ပြည့်စရာကောင်းတဲ့ performance က တို့ဒီအဝေးဝင်းဆွန်းဆောင်ရေးပါယူနိုက်တက်ကဒီယာဒီမှာဆိုလို့ချင်းအဝေးဝင်းဆွန်းဆောင်ရေးတွေတော်တော်ကိုစူးစူးဝါးဝါဖြစ်နေတယ်တော်တော်ကိုစူးစူးဝါးဝါပါအဝေးဝင်းမှာဆိုတော့လက်ရှိဒီယာဒီဆက်တပွဲကစားထားတဲ့တွေကအဝေးဝင်းနဲ့အိမ်ဝင်းဆွန်းဆောင်ရေးတွေကိုကျွန်တော်ကြည့်ကြည့်ရရင်ယူနိုက်တက်ကဘောနော်ဒီယာဒီမှာအိမ်ဝင်း၅ပွဲကစားပြီးသွားပြီအိမ်ဝင်း၅ပွဲကစားပြီးတဲ့နေရာမှာကျွန်တော်၄ပွဲနိုင်ထားတယ်၄ပွဲနိုင်ထားတယ်တပွဲမှန်တည်မကြပဲနေဘောနော်တပွဲရှုံနေထားတယ်အဲ့ဒီရှုံနေထားတာက ပွဲစဉ်1အာဆင်နယ်ကိုအိမ်ကွင်းမှာ1-0နဲ့ရှုံးခဲ့တဲ့ပွဲပေါ့နော်ဆိုတော့ဒါကလည်းရှိအိမ်ကွင်းဆွမ်းဆောင်ရင်နော်အဲကျွန်တော်တို့အဲ့ဒီအိမ်ကွင်း9ပွဲနော်အိမ်ကွင်း9ပွဲမှာအသင်းရဲ့တိုက်စစ်က17ဂိုးရပါတယ်နော်တိုက်စစ်က17ဂိုးရတယ်ခံစစ်က6ဂိုးပြီးထားတယ်ဒါကောင်းတဲ့လက္ခဏာတော့မဟုတ်သေးပါဘူးလို့လို့အဝေးကွင်းနဲ့စာရင် အများကြီးပို့ပြီးတော့ကောင်းပါတယ်အဝေးကွင်းကျွန်တော်တို့ဒီယာဒီမှာ United က6ပွဲကစားပြီးသွားပါပြီကျွန်တော်တို့ဘယ်နှပွဲနိုင်ပြီဖြစ်လဲအဝေးကွင်း6ပွဲပြီးတဲ့နေ့ထားမှာ ကျွန်တော်အဝေးကွင်း6ပွဲမှာတပွဲပဲနိုင်ပါသေးတယ်။နော်အဝေးကွင်း6ပွဲမှာကျွန်တော်တပွဲပဲနိုင်ထားသေးတယ်။3ပွဲတည်ရကြပြီးတော့ကျွန်တော်2ပွဲရှုံထားတယ်။နော်အဝေးကွင်းမှာ2ပွဲရှုံနေ3ပွဲတည်ရကြတယ်။အဲဒါအပြင်အဲ့ဒီ6ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တိုက်စစ်က8ဂိုးပဲရတယ်။ဒါမျိုးခန်စစ်က12ဂိုးထိကျွန်တော်ပေးထားတယ်။ဒါဟာတော်တော်ကိုအချိန်ကြီးမဟန်ပါဘူးဆိုတော့အဝေးကွင်းကနော်အဝေးကွင်းမှာကျွန်တော်ရဲ့နိုင်ပွဲဟာတပွဲပဲရှိသေးတယ်။တည်ရကြတဲ့ပွဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖူလမ်ကိုတည်ရကြတယ်။ Nottingham Forest ကိုတည်ကြည်ကြတယ် Spurs ကိုတည်ကြည်ကြတယ်ပြီးလည်းပြီးတော့ကျွန်တော်တို့က Man City ကိုကျွန်တော်ရှုံးနေနေပေါ့နော်ဆိုတော့ကျွန်တော်ပြောကြည့်ရရင် away win နိုင်တာဆိုတော့ Liverpool team ကိုနိုင်တဲ့ပွဲတစ်ပွဲပဲကျွန်တော်ရှိသေးတာအဲ့တော့ away win ဆွမ်းဆောင်ရည်တွေတော်တော်ညံ့နေပါတယ်ဒါအပြင်ကျွန်တော်အနေနဲ့ HGE ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် United ကအိမ်ဝင်၅ဘွဲ့မှာ HGE 9.94ဒီရှိပြီးတော့အဝေးဝင်းမှာဆိုလို့ရှိရင်8.20ပဲကျွန်တော်ရှိတယ်။ဒါဟာအများကြီးနေတဲ့ပမာဏပါ။ဆိုတော့ခန်းစစ်ပေါ့နော်ခန်းစစ်ကိုကျွန်တော်ကြည့်မယ်။ ျွန်တော်ပြိုင်ဘက်ကိုအိမ်ဝင်း၅ပွဲမှာအကြီးအပေးရတဲ့နှုံက4.52ပဲရှိပြီမြဲလေလို့အဝေးကွင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်12.30ဒီကျွန်တော်ရှိတယ်ဒါတော်တော်ကိုဆူဆူဝါးဝါအနေထားပါဆိုအဝေးကွင်းအသင်းရဲ့ခံစစ်ကြီးကတော်တော်ကြီးကိုဆူဆူဝါးဝါကျွန်တော်ဖြစ်နေတယ်ဗောနော်နော်ဆူဆူဝါးကိုကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒါဟာစိတ်ပူစရာပါဆိုတော့အဝေးကွင်းစွမ်းဆောင်ရည်ကိုကျွန်တော်ဘယ်လိုမြင့်တင်မလဲအသင်းအနေနဲ့အဓိကတော့ဗျာကစားမားတွေက ရလက်ဒီကောင်းနေပြီဆိုတဲ့အချင်းမျိုးတွေမှာတိုင်ပတ်မသွားဘူးကျွန်တော်လို့တယ်သူတပင်ကိုဘက်ကဗောနော်အဝေးကွင်းမှာကိုကပုံစံကောင်းနဲ့စနိုင်နေဗျာဒီလားပုံစံကောင်းနဲ့စနိုင်နေဒါပေမဲ့အဲ့ဒီဟာကိုကိုကမထိန်နိုင်ဘူးမထိန်နိုင်ဘူးအဲ့ဒါကိုကျွန်တော်တို့ထားပါတော့အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ကျွန်တော်ဒီလီဗာပူးနဲ့ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်ကိုရီးယားဝမ်စီနဲ့စောစောစီစီဥဆောင်ကိုရတယ်ဥဆောင်ကိုရတဲ့အခါကျတော့လီဗာပူးတင်းရဲ့ဘက်ကတောက်လျှောက်တိုက်တယ်တိုက်တယ်တိုက်တယ်နောက်ပိုင်းတော့ကျွန်တော်ဝမ်ဝမ်ဖြစ်သွားတယ် နော်ကန်ကောင်းစွာနဲ့ပဲကျွန်တော်နောက်ထပ်တကူးပြန်ပြီးတော့ twin နဲ့ကိုရီးယားဘက်ကဆိုတော့1 2ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ပြိုင်ဘက်ကပေါ့နော်ခြေပါကူးတွေပါတွေပြန် twin နေဆိုရင်တော့မှကိုရီးယားအနိုင်ကူးပြန်ပြီးတော့ twin နေရမယ့်အခြေအနေမျိုးပေါ့အဲ့မဲ့ကိုရီးယားသူများကွင်းမှာဆိုလို့ရှိရင်နော်အိမ်ပါလေဥဆောင်ကူးတွေပါတွေရပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြန်ပြီးတော့ကူးတွေပြရတဲ့အခါကျွန်တော်ထက်ပြီးတော့မတိုက်နိုင်တော့ပြီးလေပြီးတော့ဥဆောင်ကူဒီပါရီရတယ်ဆိုကျွန်တော်တို့ကဘောလုံးကကိုယ်ချီထဲမှာမရှိတော့တောက်လျှောက်ဆိုခံစစ်ပဲပိတ်ဆုံနေရတာဗျာ ဒါအချိန်ကြီးမကောင်းပါဘူးเนาะနောက်တစ်ခုကျွန်တော်အနေနဲ့ Northern Forest Queen မှာကျွန်တော်တည်ကြတဲ့ပွဲဆိုကျွန်တော်ကြည်ပါလားကျွန်တော်အနေနဲ့ one scene နဲ့ကျွန်တော်နိုင်တယ်เนาะပြီးလဲပြီးတော့ကျွန်တော်အနေနဲ့ goal တွေကျွန်တော်ဘယ်တော့အဲချက်ပြီးရတယ်တောက်လျှောက်ဆိုလို့ဆိုတော့ကိုယ့်ဘက်မှာဥဆောင် goal တွေရပြီးတော့ goal တွေထက်ပြီးရတာအဲကျွန်တော် Fulan နဲ့ပွဲလဲဒီတိုင်းပဲเนาะကျွန်တော်က goal တွေပြီးရတယ်ပေါ့ပြီးလဲပြီးတော့ကျွန်တော်အနေနဲ့ပေါ့เนาะစပါးနဲ့ပွဲဆိုလို့ရှိရင်လည်းကျွန်တော်ဒီတိုင်းပဲပေါ့เนาะဆိုတော့ဟို one scene နဲ့ဥဆောင် goal ကျွန်တော်ရတယ် နှစ်ကူးစက်တိုက်ကျွန်တော်ပြန်ပေးရတယ်ပေါ့အဲဒါတွေကဘလူးမန့်အချီနီကောင်းမနေဘူးပြသေးလားဆိုတော့အဝေးကွင်းမှာ United အနေနဲ့ပေါ့နော်ဝမ်စီလောင်းနဲ့ဥဆောင်ပြီးသွားပြီဆိုရင်ပွဲကိုကျွန်တော်တို့ကပြီးပြီလို့ထင်လိုက်တာကတော်တော်ဆိုးတဲ့တယ်မှာပါတယ်ဘာလို့လဲဆိုတော့ဝမ်စီဖြစ်နေပြီဆိုရင်ခန်စစ်ပိတ်တော့လောင်းဘောဒီပြီးတော့ဒါမျိုးပဲကျွန်တော်တို့သွားတော့တာအဲ့တော့ပြိုင်ဘက်ကကောင်တာအထက်တောင်စိတ်ပူစရာမလိုပဲနဲ့တရဇက်တိုက်ရတဲ့အချီနီကြီးများလာပြီးတော့ဂိုးဒီပြန်ပြန်ရတယ်ပြီးလည်းပြီးတော့ကိုရီးယားအဝေးကွင်းဆိုမန်တလီတီဘိုင်းကတအားကိုကျွန်တော်တို့တိုင်ပတ်တယ် အဆင်မပြေဘူးပေါ့နော်ထားတိုင်ပက်တဲ့ခဏကြုံသွားပြီဆိုလို့ရှိရင်အဲ့ဒီခဏလေးအတောတွင်းမှာကိုပဲဂိုးရီရဲ့ဇက်တိုက်ပေးရတာဆိုတော့အဝေးကွင်းဆွန်းဆောင်ရီဟာဒီယာဒီမန်ချက်စတာယူနိုက်တက်တော်တော်လေးကိုတိုင်ပက်ပါတယ်အိမ်ဝင်းမှာကောင်းလာသည်မအဝေးကွင်းမှာကျွန်တော်တို့ကတဲတဲ့ရည်သွင်းကျွန်တော်တို့ဖြစ်နေတာပေါ့နော်အိမ်ဝင်း၅ဘွဲမှာ၄ဘွဲထိနိုင်ထားတယ်အဝေးကွင်း၆ဘွဲမှာ၁ဘွဲပဲကျွန်တော်နိုင်ပါသေးတယ်ဒါဟာတော်တော်လေးကိုစူးစူးဝါအနေထားပါခန်းစစ်မှာလည်းဂိုးရီကျွန်တော်အများကြီးပေးရတယ်ပေါ့နော်ခန်းစစ်ဆို၆ဘွဲမှာကျွန်တော်တို့က၁၂ဂိုးထိကျွန်တော်ပေးထားရတာကိုကျွန်တော်ကြည့်ရင် စိုးဝါလုံးတဲ့အနေအထားမျိုးပါအိမ်ဝင်းမှာလည်းကျွန်တော်အိမ်ဝင်း၅ဘွဲမှာ6ခုပြရတယ်ဆိုတော့ကျွန်တော်ကြည့်ရင်ဒါဟာကျွန်တော်များသေးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ MOD အနေနဲ့ဒါအဝေးဝင်းပြည်တနာတွေကိုကျွန်တော်ဖြည့်ရှင်းနိုင်မှုလိုတယ်ပေါ့နော်ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြပါမယ်